ုတ်တာနိပတ်29သူပါတိတာတုတ်ကောင်းစွာပြောဆိုအပ်သောစကားစကားအင်္ဂါလေးပါမြတ်စွာဘုရားသည်တာဝတိပိစီတဝန်ကြောင်း၌တရင်သုံးနေစဉ်ယဟန်တို့အားအင်္ဂါ၄ပါးနှင့်ပြည့်စုံ၍အပြည့်ကင်းပြီးပညာရှိတို့ဆွဆွဲခဲ့ရခြင်းမပြုနိုင်သော စကားကိုသာပြောဆိုတင်ညာဟောကြားတော်မူသည်အင်္ဂါ၄ပါးဟုသည်တိ ချောပြစ်ကုန်းတိုက်ချင်းကင်း၍ကောင်းစွာပြောဆွဲသောစကားဖြစ်ခြင်းနှင့်တိမ်ပြင်းမှုကင်း၍တရားနှင့်ဆက်ရှင်သောစကားဖြစ်ခြင်း၃တန်တန်ရဆက်မှုကင်း၍နှစ်သက်ဖွဲ့စကားဖြစ်ခြင်း၄၆ချော်လွဲမှားမှုကင်း၍မှန်ကန်သောစကားဖြစ်ခြင်းအရှင်ဝိင္ဂေတာလျှောက်ထားကြတဲ့ဤသို့ဗုဒ္ဓမြတ်စွာကအင်္ဂါ၄ပါးရှိသောစကားကိုဟောကြားတော်မူသောအခါတဲ့အရှင်ဝိင္ဂေတာသည် မထေရ်သည်မိမိဉာဏ်၌ယုတ်တည်းရဲ့ထင်ပေါ် ထင်မြင်ပေါ်ပေါက်လာသောစကားတို့ဖြင့်ဗုဒ္ဓမြတ်စွာအားချီးကျူးပူဇော်လေသည်တဲ့အရှင်ဘုရားမိမိကိုယ်ကိုပူဇံစေခြင်းဖြင့်သူတပါးတို့အားလည်းထိခိုက်စေခြင်းမရှိသောစကားကိုသာပြောဆိုသင့်ပါ၏ထို့သောသောစကားသည်သာလင်းစင်စစ်ကောင်းသောစကားဖြစ်ပါ၏သူတပါးတို့ဝမ်းမြောက်နှစ်သက်၍ချစ်မြတ်နိုးဝယ်ဖြစ်သောစကားကိုသာပြောဆိုသင့်ပါ၏သူတပါးတို့၏အပြစ်ကိုခွဲဝေယူခြင်းမပြုဘဲချစ် ချင်းမြေလိုပဲဖြစ်သောစကားကိုသာပြောဆိုသင်ပါ၏မှန်ကန်သောစကားသည်စင်စစ်အမြဲအရသာနှင့်တူပါ၏မှန်ကန်သောစကားကို ပြောဆိုခြင်းသည် ရှေးဟောင်းဓမ္မတပါဖြစ်ပါ၏သူတော်ကောင်းတို့သည်အကြောင်းအကျိုး၌ဒီကုံလေးရတာစကားကို ပြောဆိုကြပါသည်နိဗ္ဗာန်သို့ရောက်ရန်ဆင်းရဲဒုက္ခကုံဆုံးရန်ရည်ရွယ်ရေးမြတ်စွာဘုရားဟောကြားတော်မူသည့်ဘေးရန်ကင်းသောစကားတော်သည်ကစကားဟုသမျှတို့တွင်အမျက်ဆုံးဖြစ်ပါပေသည်။ သုံးစင်တုံတရိကဘာရဒွာစာတုတ်မင်္ဂန်တော်မင်္ဂန်တော်ပူဇော်မှုကို လူလာတော်ပုံနာရစ်ပွဲကြံနှစ်ထမင်းနဲ့ကောဒလတိုင်းတုံတရိကမြေကန်းနာနိုင်ဗုဒ္ဓမြတ်စွာတရင်သုံးနေစဉ်တုံတရိကဗရာဒွာစအမိတော်ပုံနာသည်ထိုမြေကန်း၌တနီယာ၌မိပူဇော်ဝယ်ပြုလုပ်လျက်ရှိ၏ မိပူဇော်ဝယ်ပြုလုပ်ပြီးသောအခါထိုပုံနာသည်မိပူဇော်ဝယ်မှာကျဉ်ကျန်နေသည့်노ထမင်းကိုမိသူပြကျွေးရမည်နီဟုစဉ်းစားကအနိပဝင်ခြင်းကိုလှည့်လည်ကြည့်ရှုလေသည်ထိုအခါတိပင်တပင်အောင်၌ကောင်းမီခြုံ၍ထိုင်နေသောဗုဒ္ဓမြတ်စွာကိုမြင်၍ဗုဒ္ဓထံမှချင့်ကပ်သွားလေသည်ခြေတံကြားသဖြင့်ဗုဒ္ဓကဥကောင်းကိုဖွင့်လိုက်ရာပုံနာသည် ။ဤရှင်ကဥပိကရုံရုပ်ပါတကားဟုဆို၍နောက်ဆုတ်သွားလေသည် ထို့နောက်ပုံနာသည်မိမိတို့ပုံနာများတွင်လည်းဥပိကရုံထားသူတို့ရှိတတ်ကြောင်းစဉ်းစားမိသဖြင့်ဗုဒ္ဓဆန်ချင်းကဲ၏အမျိုးသားတီကိုမိလျှောက်နေသည်ထိုအခါဗုဒ္ဓမြတ်စွာသည် ပုံနာအားဤသို့ဖြည့်ကြားလေသည်အချင်းပုံနာငါသည်ပုံနာမျိုးမင်းမျိုးကုံတယ်မျိုးစသည်တို့တွင်မိသည့်အမျိုးများမဟုတ် ပူထုစင်တို့ရဲ့နှွယ်ကိုပိုင်းခြားသိမြင်ပြီးကြောင်းကြောင်းမှုကင်းကစဉ်စားစဉ်ဉျဉ်ဉဏ်နဲ့အညီလောကအလယ်တွင်ကြင်ကြံနေသူဖြစ်ပြီးအချင်းပုံနာကသည်တင်ငန်းကိုဝေ့၍သပင်ကိုပယ်ကာအိုးမဲအိမ်မဲနေသူဖြစ်၏လူတို့နှင့်မရောရှက်ပဲစိတ်တည်ငြိမ်မှုကိုရရှိထားသူဖြစ်၏ထို့ကြောင့်ငါ၏အနှွယ်ကိုသင်မေးခြင်းသည်မသင့်လျော်ပေ ယင်သူဗုဒ္ဓကဖြေကြားသောအခါဘာရာဒွာဇဘုံနာသည်ရှင်ယဟန်ကျွန်ုပ်တို့ဘုံနာချင်းချင်းနဲ့မျိုးနွယ်ကိုမေတ္တာကြပါသည်ဟုပြောကြလေသည်ထိုအခါဘုံနာဗုဒ္ဓကဤသို့မိန်ကြားပြန်၏အချင်းဘုံနာတင်သည်မိမိဘုံနာဖြစ်ကြောင်းဝန်ခံ၍ငါကိုဘုံနာမဟုတ်ဟုဆိုခဲ့သော ပုအားဖြင့်သုံးပုတ်အခရာရည်တော်အဖြစ်24လုံးရှိသောတာဝတိပီရင်ကိုတင်အားငါမေအံတင်ဖြေဆိုပါလော။အောင်မြင်သောရည်ပွဲထိုးခါဘာရာဒွာဇာ ပုံနာသည်ဗုဒ္ဓ၏အမိကိုမဖြေဘဲရေပူဇော်ခြင်းနှင့်ပတ်သက်၍ဗုဒ္ဓကိုပင်ပြန်၍မိလျှောက်၏ဗုဒ္ဓကလည်းထိုအမိများကို ဖြေချတော်မူလေသည်အရှင်ယဟန်ဤလောက၌ယတိယဟန်မင်းပုံနာစသောလူအပေါင်းတို့သည်ဘာကိုအမိပြု၍နတ်ပြမာတို့အားရေပူဇော်မှုကိုပြုနေကြပါသည်နိအဘယ်သို့လျှင်ထိုသူတို့သည်ရေပူဇော်မှုသည် ပြီးမြောက်အောင်မြင်ပါသည်နိ အချင်းပုံနာအကျဉ်သူဤရည်ပူဇော်ပွဲ၌ဘဝဆုံးသို့ရောက်၍အတိညာဏ်ပေါက်ပြီးသောပုဂ္ဂိုလ်သည် ပူဇော်မှုကို ခံယူရရှိ၏ထိုသူဤပူဇော်မှုသည်ပြီးမြောက်အောင်မြင်၏ဟု၍ငါဆို၏အရှင်ယဟန်အရှင်ကဲ့သို့အတိညာဏ်ပေါက်ပြီးသော ပုဂ္ဂိုလ်များကိုဖူးတွေ့ရသောကျွန်ုပ်ဤပူဇော်မှုသည်ဧကံပင်ပြီးမြောက်အောင်မြင်ပါလိမ့်မည်အရှင်ကဲ့သို့သော ပုဂ္ဂိုလ်များကို မဖူးတွေ့ရခြင်းကြောင့်သာခြားသူများသည် ကျွန်ုပ်ဤနိုထမင်းကိုစားသုံးခဲ့ရခြင်းဖြစ်ပါသည်အချင်းပုံနာဤသို့ဖြစ်လင်းတဲ့တင်သည်အကျိုးစီးပွားကိုလူရှိပါကကိလေသာငြိမ်းအေး၍ဒေါသအခိုးငွေကင်းကစီစင်းရမှုလူချင်းတောင်းတမှုမရှိသော ပုဂ္ဂိုလ်ကိုချင်းကဲ့၍ဆွေးနွေးမေးမြန်းပါလေဤလောက၌ပညာရှိသောပုဂ္ဂိုလ်ကိုဤကံမုံချာတွေ့ရပါလိမ့်မည် ်အရှင်ကောဓမကျွန်ုပ်သည်ပေကန်းပူဇော်မှု၌မွေးတရော်သူဖြစ်ပါသည်ပေကန်းပူဇော်မှုကိုပြုလိုပါသောပြုလိုပါသောလေယင်းအမှုနှင့်ပတ်သက်၍တကြက်တကြန်းနာလည်ခြင်းမရှိပါထို့ကြောင့်အရှင်ကောဓမသည်ကျွန်ုပ်အားသွန်သင်ဆုံးမတော်မူပါပေကန်းပူဇော်လျင်အကျိုးအောင်မြင်ပြီးမြောက်စေမည့်ပုဂ္ဂိုလ်ကိုညွှန်ကြားတော်မူပါယင်းသူဘာရာရာဇပုံနာကတောင်းပန်သောအခါ ဘုရားမြတ်စွာသည်ချင်းပုံညာဤသို့ဖြင့်လင်းတရားငါတရားဟောအံနားထောင်လို့ဟူမိန်ကြတော်မူလေသည်အကျင့်တိလပဒာနာအချင်းပုံနာအတင်ဒီမျိုးဆက်ကိုမမေးလင်အချင်းဒီလာကိုသာမေးလောမိသည်စင်စင်မိသည်ချင်းမဆို၌ဖြစ်ပေါ်တကယ်သူထို့အတူအမျိုးဆက်နှိမ်သောယဟန်သည်လည်းတည်ကြည်ချင်းမကောင်းမှုမှရှက်ကြောက်ခြင်းတို့နှင့်ပြည့်စုံ၍အာဇာနီပုဂ္ဂိုလ်တစ်ပါးဖြစ်နိုင်၏ ကုသိုလ်ကောင်းမှုကိုလိုရှိ၍ပေးကမ်းပူဇော်လိုသောပုံနာသည်တစ္ဆာတရားဖြင့်ယဉ်ကျေးပြီးဖြစ်၍အိန္ဒြေတို့ကိုဆောင်စည်းနိုင်ပြီးအတိညာဉ်၏အဆုံးသို့ရောက်ကာမြတ်သောအကျင့်ကိုကျင့်သုံးပြီးသောပုဂ္ဂိုလ်၌အသိဉာဏ်သောအခါပစ္စည်းဝတ္ထုကိုပေးလူပူဇော်အပ်၏ကာမဂုဏ်တို့ကိုစွန့်ပယ်ပြီးရဖောက်လုံးကဲ့သို့ဖြောင်းမတ်စွာမိမိကိုယ်ကိုစောင့်စည်းလျက်အိုးအိမ်မရှိပဲလှည့်လည်နေသောပုဂ္ဂိုလ်တို့၌ပစ္စည်းဝတ္ထုကိုပေးလူပူဇော်အပ်၏ တဆွန်ချင်းကင်း၍ဒီငိန်သောအိန္ဒြေရှိပြီးယာဟုကတွင်မှလွတ်သော လာဝန်းကဲ့သို့ကိလေသာမှကင်းလွတ်ပြီးသောပုဂ္ဂိုလ်တို့၌ပစ္စည်းဝတ္ထုကိုပေးလှပူဇော်အပ်၏လောက၌တွေ့တာမျက်နှမှုဟုသည်များကိုပဲဆွန့်၍ကံ့ညီခြင်းကအခါခတ်သိမ်းဆွဲမြဲသောတတိရှိလျက်နေထိုင်သောပုဂ္ဂိုလ်တို့၌ပစ္စည်းဝတ္ထုပေးလှပူဇော်အပ်၏ကာမဂုဏ်တို့ကိုပဲဆွန့်လွှမ်းမိုးပြီးမွေးချင်းတည်ခြင်း၏အဆုံးကိုသိမြင်တော်မူကားရည်အိုင်ကြီးကဲ့သို့ ကြည်နေအေးမြတော်မူသောမြတ်စွာဘုရားသည်노ထမင်းလှူခံထိုက်ပြီ။ရှင်ဘုရားရှင်တို့နှင့်သာဂုံအားဖြင့်တူညီ၍အခြားသောပုဂ္ဂိုလ်တို့နှင့်ကွာလန်းကွာလန်းတော်မူသောအဆုံးမရှိသောပညာနှင့်ပြည့်စုံ၍လောက၌၎င်းတမလွန်လောက၌၎င်းကံ့ညီလိမ့်ကြခြင်းမရှိသောမြတ်စွာဘုရားသည်노ထမင်းကိုလှူခံထိုက်ပြီ။ လဲစားခြင်းမန်ထောင်ခြင်းတို့မှ၎င်းလူချင်းမမောခြင်းတောင်းတခြင်းတို့မှ၎င်းကင်းသည့်အပြင်အမျက်တော်သားကိုနှုတ်ပယ်ပြီးဖြစ်၍ညီသောစိတ်ရှိသောမြတ်စွာဘုရားသည်နိုးထမင်းကိုလှူကန်ထိုက်ပေ၏စေဤကင်းဝရာတနာဒိဋ္ဌိတို့ကိုပယ်ဆွန့်၍တစုံတစ်ခုကိုမြတိမ့်ပိုက်ထားခြင်းမရှိတော့သဖြင့်ဤဘဝ၌၎င်းနောက်ဘဝ၌၎င်းဆွဲလန်းခြင်းကင်းပြီးသောမြတ်စွာဘုရားသည်နုထမင်းကိုခံထိုက်ပေ၏ တည်ကြည်သောစိတ်ရှိ၍ထူးမြတ်သောပညာဖြင့်တရားအလုံးသိမြင်ပြီးအာတဝကုန်ခန်းကတန်တရားဝဲဩဃကိုကူးမြောက်လျက်ဆုံးစွန်သော ခန္ဓာကိုယ်ကိုဆောင်းတော်မူသောမြတ်စွာဘုရားသည်နုထမင်းကို ခံထိုက်ပြီးမြတ်စွာဘုရားကဤသို့ဟောကြားသောအခါဘာရာဒွါဇပုံနာသည်မှန်ကန်သောပူဇော်မှုဖြစ်စေရန်အတွက်မိမိ၏နှုတ်ထမင်းကိုခံယူရန်ဘုရားတောင်းမိန် ဗုဒ္ဓကဂါထာတို့ကိုတည်ဆို၍ရအပ်သောသုံးဘောစဉ်ကိုစားသုံးရန်မထိုက်သောမထိုက်ကြောင်းမိညာ၏ခံယူရန်ညင်းပေတော်မူ၏တဖန်မိခဲ့သူသောလူကံပုဂ္ဂိုလ်ကိုရှာ၍လူရန်ပူဇော်သင်ပါသည်ဟုပုံနာကမေးလျှောက်သဖြင့်ကာမဂုဏ်တို့မှလွမြောက်ပြီးဖြစ်၍တန်ရှင်းကြည်လင်သောစိတ်ရှိသောယဟန်အားပူဇော်သင်ကြောင်းဗုဒ္ဓကမိန်ကြားတော်မူသည်တရားဆုံး၌သူ ုံတရိကဘာရာဒွာဇပုံနာသည်ဘုရားမြတ်စွာထံ၌ယဟန်ပြု၍တရားအထုတ်ရာမကြမီယဟန်နာဖြစ်သွားလေသည်37မာဃတုတ်မာဃလူလင်ဤဒါနာပြတနာအလှကိုစင်ကြယ်စေနည်းရရာဇကြိုပြီးရဂိစကုတ်တောင်၌မြတ်စွာဘုရားတည်င်းသုံးနေစဉ်မာဃအမည်ရှိသောလူလင်သည်မြတ်စွာဘုရားထံသို့ရောက်လာပြီး ရှင်ဂေါရမကျွန်ုပ်သည်လူရှင်တူဖြစ်ပါသည်တရားရှာသဖြင့်တရားသဖြင့်ရှာ၍ရသောပစ္စည်းဥစ္စာတို့ကိုလူကံပုဂ္ဂိုလ်တူနှစ်ဦးအားဖြစ်စေများအားဖြစ်စေပေးလူပါသည်ယင်းသို့ပေးလူခြင်းဖြင့်ကောင်းမှုများတူပွားရရှိပါ၏လို့ဟုမိလျှောက်လေသည်ထိုအခါဗုဒ္ဓမြတ်စွာဘုရားကယင်းသို့ပေးလူသူသည်ကာကုသို့ကောင်းမှုများကိုအမှန်မင်တူပွားရရှိကြောင်းဖြေကြားတော်မူသည်ထို့နောက်မာကလူလင်ကကုသို့ကောင်းမှုကိုလိုရှိ၍ပေးလူသော လူရှင်သည်မိမိအလှကိုမြည်သို့သောနေဖြင့်စင်ကြယ်စေနိုင်ပါသည်ဟုမေးလျှောက်ပြန်သည်ယင်းမေနှင့်ပတ်သက်၍ဗုဒ္ဓမြတ်စွာကလူရှင်သည်မိမိအလှကို လူကံပုဂ္ဂိုလ်ဖြင့်စင်ကြယ်စေနိုင်ကြောင်းဖြစ်ကြတော်မူသည်အလှကံပုဂ္ဂိုလ်တဲ့လူရှင်သည်မိမိရလူရှင်စေစေရန်မိတို့သောလူကံပုဂ္ဂိုလ်တို့၌ပေးလူပူဇော်သင်ပါသည်ဟုမာဂလူလင်ကမိလျှောက်ပြန်သောကြောင့်ဘုရားမြတ်စွာသည်ပေးလူပူဇော်သင်သောလူကံပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်တို့ကိုညွှန်ကြားဟောပြလေသည်ကုသိုလ်ကောင်းမှုတို့ကိုလူရှိ၍ပေးလူပူဇော်သော အလူရှင်သည် လောဘ၌လောက၌ကံကြီးမှုကြောင်းကြမှုကင်း၍စိတ်ကိုစောင့်စည်းကာပြုဝဲကိစ္စပြီးဆုံးသောပုဂ္ဂိုလ်တို့၌ပေးလူပူဇော်ရ၏တယောစဉ်နှောင်ကြိုးအလုံးကိုဖျက်တောက်ပြီးရင်ချေးပြီးလျှောက်ပြီးဖြစ်ကာတမ္မတ်မှုမျောလင်းမှုကင်းသောပုဂ္ဂိုလ်အတဝောကုန်ခန်းပြီးဖြစ်၍မြတ်သောအကျင့်ကိုကျင့်သုံးပြီးသောပုဂ္ဂိုလ် လှည့်စားခြင်းမန်တချင်းကင်းသောပုဂ္ဂိုလ်ဤဘဝနောက်ဘဝနှစ်ခုလုံး၌တက်မှတ်ခြင်းဆွဲလန်းခြင်းမရှိသောပုဂ္ဂိုလ်စသည်တို့၌ပေးလူပူဇော်သင်ပုံများကိုလည်းဆက်လက်ဟောကြားတော်မူသည်အလူဝတ္ထုတဲ့ထိုနောက်တဲ့မာဂလူလင်ကအလူဝတ္ထုတို့ဤပြည့်စုံမှုကိုဟောကြားရန် တောင်းပန်သဖြင့်ဗုဒ္ဓကအောက်ပါအတိုင်းဟောကြားသည်မဂလူလင်းနဲ့တင်ဒီပေးလူပူဇော်ရာတွင် ကာလာသုံးပါး၌စိတ်ကိုကြည်လင်စေလော ဝိထုလူဝဲဝိထုသည်လူရှင်၏အာယုံပင်ဖြစ်၏ဤလူဝဲဝိထုနိုင်တည်၍လူရှင်သည်အပြစ်သုံးပါးကိုဆွန့်ပယ်နိုင်၏အလူရှင်သည်လူဝဲဝိထု၌တက်မှတ်ခြင်းကင်း၍လူခံပုဂ္ဂိုလ်ပေါ်၌လည်းမြတ်သောတာမထားပဲမေတ္တာစိတ်ကိုပွားများ၏နိညာမစဲအမြဲမပြတ်မမေ့မလျော့ပဲရင်းသူပွားများသည်ရှိသောအယဲမျက်နှာအလုံးကိုအတိုင်းရှိမရှိသောမေတ္တာဖြင့်ပြည့်နှံ့စေနိုင်ပေသည် မြမပြည်သို့ရောက်ရန်တဖန်နဲ့မြမပြည်ကိုတန်တရာမှလွံ့မြောက်စင်ကြယ်စေရာဌာနဟု၍မှတ်ထင်နေသောမာဂလူလင်သည်ဤသို့ဆက်လက်မိလျှောက်ပြန်သည်အရှင်ဂေါတမမြည်သူသည် စင်ကြယ်ပါသည်။ဘယ်သူသည်လွံ့မြောက်ပါသည်။ဘယ်သူသည်ကဲ့ညီပါသည်။ဘယ်ကြောင့်မြမပြည်သို့ရောက်နိုင်ပါသည်။မဂါလူလင်ကျင်သူသည်သုံးပါသော အင်္ဂါနှင့်ပြည့်စုံသောလူဒါနကိုပေးလူ၏ ထိုသူသည်မိမိအလှူကိုလှူကံပုဂ္ဂိုလ်တို့ဖြင့်ပြည့်စုံစင်ကြယ်စေရ၏။ဤသို့ကောင်းမွန်စင်ကြယ်စွာပေးလှူခြင်းဖြင့်ထိုလူသည်ထိုလူရှင်သည်မြမပြည်သို့ဆက်ရောက်နိုင်မည်သည်။ဘုရားမြတ်စွာ၏ဖြေကိုကြားရသောအခါမဂ္ဂလူလင်သည်လွန်စွာကျေနပ်နှစ်သက်လာသဖြင့်ယရဏသုံးပါအမြဲကိုးကွယ်စည်းကပ်သူဥပဒကဖြစ်ကိုခံယူလိုက်လေသည်32တတိတပိယသုတ် သဗ္ဗိယပရပိုက်ဤပြဒနာ၅ရက်တဲ့။နပေးသည့်ပြဒနာမြတ်စွာဘုရားရာဇဇူပြီဝီလူဝင်ကြောင်းတဲ့တရင်သုံးနေခြင်းနဲ့သဗ္ဗိယမိရှိသောပရပိုက်သည် ရှေးဘဝကဆွေမျိုးတော်ဆက်ခဲ့သောနတ်တပါးထံမှမိကွန်းပြဒနာတချို့ကိုရရှိထားပြီးယင်းပြဒနာကိုဖြေဆိုနိုင်သောယဟန်ပုံနာများကို တွေ့လျင်ထိုယဟန်ပုံနာတို့ထံ၌တပည့်ခံရန်ထိုထိုထိုနတ်သားက တဗီယာညွှန်ကြားပြောဆိုထားလေသည်တဗီယာပရပိုက်သည်ယင်းပြဒနာတို့ကိုနတ်ထံမှရရှိပြီးနောက်ထိုချင်းကရစကြူပြီး၌ထင်ရှားကြော်ကြားလျက်ရှိသည်ပူရဏကပူရဏကတပမခလီဂောတာလာစသောဂိုင်းဆရာကြီး6ယောက်တို့ထံချင်းကဲ့၍ပြဒနာများကိုမိလျှောက်လေသည်ဂိုင်းဆရာကြီး6ယောက်တို့သည်ထိုပြဒနာတို့ကိုမဖြေဆိုနိုင်ကြချီး တပ်ပိယပရပိုက်သည်အသက်ရွယ်ကြီးရင်သည်ဖြင့်ထင်ရှားကြောကြားချွေရန်ပြိသက်လဲလွန်များသောခိုင်းဆရာကြီး၆ယောက်တို့ပင်မဖြေဆိုးနိုင်သည့်ပြဿနာကိုအသက်သိကအဖြစ်ငဲရွယ်လှသေးသောယဟန်ဂေါဓမသည်ဖြေဆိုးနိုင်မည်မဟုတ်ဟုစဉ်းစားမိသောကြောင့်မိမိပြဒနာများကိုဗုဒ္ဓအားမေးလျှောက်ခြင်းမပြုချေသို့တော်လည်းယဟန်သူသည်ငယ်ရသူပင်ဖြစ်သည်မထီမဲ့မြင်မပြုသင့်ကြောင်းစဉ်းစားမိပြန်သဖြင့်တနေ့တွင်ဗုဒ္ဓမြတ်စွာဘုရားချင်းခဲ၍ခွင့်တောင်းပြီး လက်ထံမှာရရှိထားသောပြဿနာများကိုမိလျှောက်လေသည်ပြဿနာ1တဲ့အရှင်ကောရမအဘဲသူရောက်သူကိုဘိက္ခုဟုဆိုပါသည်နိဘဲเจ้าဖြင့်လွန်စွာငြိမ်းသောသူဟုဆိုပါသည်နိဘဲသူသောသူကိုယဉ်ကျေးပြီးသူဟုဆိုပါသည်နိအဘဲเจ้าဖြင့်ဗုဒ္ဓဟုဆိုပါသည်နိအဖြေတစ်တဲ့တဗီယာကျင်သူသည်မိမိပေါ်များအပ်သောမက်ဖြင့်ကိလေသာငြိမ်းရာသို့ရောက်၏ ယုံမာခြင်းကိုလွန်မြောက်၏ဆုပ်ယုပ်ခြင်းကြီးပွားခြင်းကိုဆွံပယ်၍ကျင့်သုံးအပ်ပြီးသော အချင်းမျက်ရှိ၏ဘဝတည်းလည်းကုန်ခန်းပြီးဖြစ်၏ထိုသူသည်ဘိက္ခုမြည်၏အကျဉ်သူသည်အာယုံအလုံးတို့၌လိလူရှုနိုင်၏တတိရှိ၏လောက၌တစုံတစ်ယောက်ကိုအမျှနှင်းဆဲနှိမ့်ဆက်ခြင်းမပြုဩဃလေးပါးကိုကူးမြောက်ပြီးဖြစ်လေ၏ကိလေသာငြိမ်းအေး၍နောက်ကြည့်ခြင်းကင်းစင် ကြည်နင်သောစိတ်ရှိ၏။ရာဂစသည်တို့ထူပြောခြင်းလည်းမရှိ ထိုသူသည်လွန်စွာငြိမ်းသောသူမြည်၏။အကျဉ်သူသည်မိမိ၏အတွင်းသဏ္ဍာန်၌၎င်း ပြင်ပအပြင်တလောကလုံး၌၎င်းစကုသသောအိန္ဒြေတို့ကိုပွားများပြီးဖြစ်၏။ဤလောကကို၎င်းတမလွန်လောကကို၎င်းထိုးထွင်းသိမြင်၍တရားမြေချင်းကာလကိုဝဲလင်းနေ၏။ပွားများပြီးသောအိန္ဒြေရှိသည်ထိုသူသည်ယဉ်ကျေးသူမြည်၏။ ကကဘာအလုံးတို့ကို၎င်းသုတိပရိသေရိအားဖြင့်ကျင်လည်ရခြင်းကို၎င်းသိမြင်၍ကိလေသာညစ်ကြေးကင်းသဖြင့်အထူးစင်ကြယ်ပြီးဇာတိကုံရာတို့ရောက်သောပုဂ္ဂိုလ်ကိုဗုဒ္ဓဟူ၍ဆိုအပ်၏ပြတ္တနာနှင့်အရှင်ဂေါရမအဘေသူရောက်သူကိုဗျမနာဟု၍ဆိုပါသည်။အဘေเจ้าဖြင့်တမနာဟု၍ဆိုပါသည်။အဘေသူသောသူကိုနာတကဟု၍ဆိုပါသည်။အဘေเจ้าเจ้าဖြင့်နာကဟု၍ဆိုပါသည်။ အဖြစ်နှင့်တပိယအကျဉ်သူသည်မကောင်းမှုအလုံးကိုခွာချပြီးဖြစ်၍အညီအကျေကင်းကတည်ကြည်ငြိမ်သက်သောစိတ်ရှိ၏တန်တရားကိုလွန်၍ပြုဝဲကိစ္စပြီးဆုံးပြီးဖြစ်၏တဏှာဒိဋ္ဌိကိုမမီမူ၍ဓာတိကုံနှင့်ပြည့်စုံ၏ထိုသူကိုဗျမနာဟုဆိုအပ်၏အကျဉ်သူသည်ကိလေသာကိုငြိမ်းစေလျက်ကောင်းမှုမကောင်းမှုကိုပယ်ကတဏှာရာဂာတိဟုသောအညစ်အကြေးလည်းကင်းစင်ပြီးဖြစ်၏ ဤလောကကို၎င်းတမလွန်လောကကို၎င်းသိမြင်၍ပဋိသတိနေခြင်းတေခြင်းကိုလွန်မြောက်ပြီးဖြစ်၏ရဖောက်ပြန်ခြင်းမရှိပဲတဘာဝအတိုင်းတည်သောကြောင့်တာတိကုံနှင့်ပြည့်စုံ၏ထိုသူကိုတမနာဟုဆိုအပ်၏အကျဉ်သူသည်မိမိ၏အတွင်းသဏ္ဍာန်၌၎င်းအပြင်အပ တလောကလုံး၌၎င်းမကောင်းမှုအလုံးကိုဆေးလျှော်ပြီးဖြစ်၍လူနဲ့တို့၌လူနဲ့ဟူ၍ကြံစီခြင်းမပြုထိုသူကိုနှာတကဟူ၍ဆိုအပ်၏အကျဉ်သူသည် လောက၌တစုံတစ်ခုသောမကောင်းမှုကိုမပြုဆက်ရှက်မှုနှောင်ဖွဲမှုဟုသည်များကိုဖြစ်ချွတ်ပြီး၍ခန္ဓာစသောတရားအလုံး၌ကံ့ညီမှုမရှိတော့ဘဲလွမြောက်ပြီးဖြစ်၏မဖောက်ပြန်ဘဲသဘာဝအတိုင်းတည်သောကြောင့်တာတိကုန်နှင့်လည်းပြည့်စုံ၏ထိုသူကိုနာဂဟူ၍ဆိုအပ်၏ ပြဿနာသုံးအရှင်ကောဓမဘယ်သူကိုလဲရမည်ကိုအောင်းနိုင်သူဟု၍ဆိုပါသည်နိအဘယ်အကြောင်းဖြင့်လူလိမ္မာဟု၍ဆိုပါသည်နိအဘယ်သူသောသူကိုပညာရှိဟု၍ဆိုပါသည်နိအဘယ်အကြောင်းဖြင့်မုဏိဟုဆိုအပ်ပါသည်နိအဖြေသုံးတပိယအကျဉ်သူသည်လူပုံနတ်ပုံမြမပုံတို့၌ဖြစ်သောတရားမြေအလုံးကိုသိမြင်၍၎င်းတို့၏အနှောင်အဖွဲမှလွတ်မြောက်ပြီးဖြစ်၏ ဖောက်ပြန်ခြင်းမရှိဘဲသဘောတိုင်းတည်သောကြောင့်တာတိကုံးနှင့်လည်းပြည့်စုံ၏ထိုသူကိုလေယာမြေကိုအောင်ပြီးသူဟုဆိုအပ်၏အချင်းသူသည် လူပြည်နှက်ပြည်မြမပြည်၌ဖြစ်သော ကုသိုလ်အကုသိုလ်ကံအလုံးကိုသိမြင်၍၎င်းတို့၏အနှောင်ဖွဲမှလွတ်မြောက်ပြီးဖြစ်၏ဖောက်ပြန်မှုမရှိဘဲသဘာဝအတိုင်းတည်သောကြောင့်တာတိကုံးနှင့်လည်းပြည့်စုံ၏ထိုသူကိုလိမ္မာသူဟုဆိုအပ်၏ အကျဉ်သူသည်အတွင်းပါနှစ်ပါးလုံး၌ဖြူစင်သောတရားတို့ကိုသိမြင်၍စင်ကြယ်သောပညာရှိ၏မဲညစ်သော အကုသိုလ်ကံနှင့်ဖြူစင်သော ကုသိုလ်ကံနှစ်ပါးစလုံးကိုလွန်မြောက်ပြီးဖြစ်၏ဖောက်ပြန်မှုမရှိဘဲသဘောတိုင်းတည်သောကြောင့်တာတိကုံနှင့်လည်းပြည့်စုံ၏ထိုသူကိုပညာရှိဟုဆိုအပ်၏ အကျဉ်သူသည်မိမိ၏တွင်းတန်တန်၌၎င်းအပြင်ပါရှိတလောကလုံး၌၎င်းသူယုံမာတို့၏တရားသူတော်ကောင်းတို့၏တရားကို ခွဲခြားသိမြင်ပြီးရာဂဆာသောကံ့ကြီးမှုတနာတိတိဟုသောပိုက်ကွန်တို့ကိုကြော်လွန်ပြီးဖြစ်၏ထိုသူကိုနတ်လူတို့ပူဇော်အပ်သည်ဖြစ်၍မူနီဟုဆိုအပ်၏ပြတနာလေး အရှင်ဂေါတမအဘယ်သို့အဘယ်သို့ရောက်သူကို ဝေဒကူဟုဆိုပါသည်။အဘယ်ကြောင့်အနုဘုဒ္ဓဟုဆိုပါသည်။အဘယ်သို့သောသူကိုဝိရိယရှိသူဟုဆိုပါသည်။အဘယ်သို့လင်အာသာနီမိပါသည်။အဖြစ်လေးတဗီယာဤလောကအ၌ကျင်သူသည်ယဟန်ပုံနာ၏ဝေဒကျမ်းအလုံးကို သိမြင်၍ယင်းတို့ကို ကြော်လွန်ကဝေဒနာအလုံးတို့၌တက်ဆွမှုကိ ထိုသူကိုဝေဒဂုဟုဆိုအပ်၏အကျဉ်သူသည်မိမိ၏တွင်းပါနှစ်ပါးလုံး၌တန်တရာချက်ထွင်၏တရားယုံနံတရားနှင့်ယဉ်ယုံနံဟုသော အနာရောဂာ၏အရင်းမြင့်ဖြစ်သောအဝိဇ္ဇာတဏှာတို့ကိုစူးစမ်းသိမြင်၍ယင်းတို့၏အနှောင်အဖွဲမှလွတ်မြောက်၏ဖောက်ပြန်မှုမရှိဘဲသဘာဝတိုင်းတည်သောကြောင့်တာတိကုံနှင့်လည်းပြည့်စုံ၏ထိုသူကိုအနုဘုဒ္ဓဟုဆိုအပ်၏ ဤလောက၌ကျင်သူသည် မကောင်းမှုအလုံးမှရှောင်ကျဉ်၍ငရဲ၌ဖြစ်သောစင်ရဲကိုလွန်မြောက်ပြီးဖြစ်၏ဝရိယတည်းဟုသောကိန်းအောင်ရာရှိလျက်ကြိုးစားအားထုတ်မှုတည်တံ့ခိုင်မြဲမှုတို့နှင့် ပြည့်စုံ၏ထိုသူကိုဝရိယရှိသူဟုဆိုအပ်၏အကျဉ်သူသည် အတွင်းပါနှစ်ပါးလုံး၌အနောင်ဖွဲဟုသည်များကိုဖျက်တောက်ပြီးဖြစ်၏ကញ្ញင်းမှုကိုအမြင့်မှနှုတ်၍ရင်းတို့၏အနောင်ဖွဲမှလွတ်မြောက်ကတည်ငြိမ်သောသဘောရှိ ထိုသူကို အာဇာနည်ဟု၍ဆိုအပ်၏ ပြတနာငါအရှင်ဂေါတမအဘယ်သို့ရောက်တော်သူကိုတောထိယဟုဆိုပါသည်။အဘယ်အကြောင်းကြောင့်ဖြင့်အရိယဟုဆိုပါသည်။အဘယ်သို့သောသူကိုဆရဏရှိသူဟုဆိုပါသည်။အဘယ်သို့လင်ပရပိုက်မြည်ပါသည်။အဖြေငါတပိယလောက၌တရားအလုံးကိုသိမြင်၍ကုသိုလ်အကုသိုလ်တရားအလုံးကိုလွှမ်းမိုးပြီးယုံမှားခြင်းကင်းသူအနှောင်းဖွဲ့မှလွတ်မြောက်၍ဆင်းရဲခြင်းကင်းသူကို ောထီယာဟုဆိုအပ်ပေသည်ကျင်သူသည်ယိုစီးမှုအာတဝတွေ့တာမှုအာလျားတို့ကိုဖျက်တောက်ပြီးဖြစ်၍နောက်ထပ်ပရိသေရီနေခြင်းမရှိတော့ကာမဂုံတင်ညာကာမတင်ညာစသောတင်ညာသုံးပါးနှင့်ကာမဂုံရွှွညုံကိုပယ်ပြီးဖြစ်၍မှားသောအဖြစ်ကျန်စီခြင်းကိုလည်းမပြုတော့ထိုသူကိုအရိယာဟုဆို၏ဤလောက၌ကျင်သူသည်အကျင့်စရဏတို့၌လိမ္မာ၍ရောက်သင်ရောက်ထိုက်သောတရားတို့တရားတို့ရောက်၏ အခါခတ်သိမ်းတရားကိုသိမြင်ခဏစသောတရားအလုံး၌မကန့်ညီသည်ဖြင့်လွတ်မြောက်ပြီးသောစိတ်ရှိ၏စိတ်ထိခိုက်မှုလည်းကင်းပြီဖြစ်၏ထိုသူသည်စရဏရှိသူမြည်၏အကျဉ်သူသည်ဆင်းရဲမှုကိုဖြစ်စေတတ်၏ဖြစ်စေတတ်သော အတိတ်အနာဂတ်ပြစ္ဆုတ်ပံကံကိုပယ်ထုတ်လွှင့်၍လိညာလှည့်ပြားခြင်းမန္တတ်ခြင်းစသောတရားများကိုလည်းပိုင်းခြားသိမြင်ပြီးနံယုတ်တို့ကုံဆုံးအောင်ပြုလုပ်၏ထိုသူကိုပရပိုက်ဟုဆို၏ တပိယဤချီကျူးစကားမိမိမေးလျှောက်သောပြဿနာ၅ရပ်တို့ကိုဗုဒ္ဓမြတ်စွာကပြည့်လည်စွာဖြေချလိုက်သောအခါတပိယပရပိုက်သည်လွန်စာခြင်းနှင့်နှစ်သက်လာသဖြင့်ဗုဒ္ဓချီကျူးစကားများလျှောက်ကြားပြောဆိုလေသည်ရှင်ဖုရားမြတ်စွာဘုရားသည်မြည်ကြီးကဲ့သို့ကြီးမားကျယ်ပြန့်သောပညာရှိပါ၏နိဗ္ဗာန်ဒီဟုသောကံတပတ်သို့ဆက်ရောက်ပြီးသူဖြစ်ပါ၏။ယောက်ျားမြန်အာဇာနည်ဖြစ်သောမြတ်စွာဘုရားအားကျွန်ုပ်သည်ရှိခိုးပါ၏။ နတ်နှင့်တကွသောလောက၌ရှင်ဖျားနှင့်တူပြိုင်မိသူက မရှိတော့ပါထို့နောက်သဗ္ဗိယသည်ဗုဒ္ဓမြတ်စွာ အားရှိခိုးဥခိုက်၍မိမိအားယဟန်ပြုပြန်တောင်းပန်သည်ယဟန်ဖြစ်ကိုရရှိမမေ့မလျော့စူးစမ်းအထောက်အယာရှင်သဗ္ဗိယသည် မကြမီယဟန်နာဖြစ်သူဆက်ရောက်လေသည်